်မိုက်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်ပရိတ်သလုံးထဲတော့ဤကိုပြန်လည်များတော့မှာဖြစ်ပါတယ်ဗောနောပရိတ်သလုံးဤကတော့နှမျိုးဖြစ်ပါတယ်ဒါကကျွန်တော်နံပါတ်1ဖြစ်ပါတယ်ဗောနောโอเคဒါဆိုရင်ကျွန်တော်ဒါလေးကိုတူတူလေ့လာကြည့်အောင်ပါခင်ဗျာဒီနေ့9တိ3တုံများကို6ခွန်ဒါ6 3လုံးဒါ9 3လုံးဗောနောကျွန်တော်ကျွန်တော်ဒီနေ့9တိမှာတိတ်ကိုတစ်ကြိမ်တုံများမှာတစ်ကြိမ်6မှာတစ်ကြိမ်9ကို3ကြိမ်ပြီးရင်ဒီတိတ်မှာတစ်ကြိမ်ဒီတိတ်မှာတစ်ကြိမ် ငါ့ကိုလေ့နေမြောက်တယ်ပြီးရင်ဒီလျှောက်မှာတစ်ကြိမ်တုံးကိုတုံးကြိမ်ပေါင်းပြီးတော့ဒီတစ်မှာတစ်ကြိမ်အပေါင်းအနည်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီတစ်နဲ့တုံညာနဲ့ပေါင်းရှင်းတင်လို့ရထားတယ်ပေါ့နော်ဒီ6ခွန်3ကြိမ်27တစ်နဲ့8ပေါင်းကိုကုနဲ့တစ်ပေါင်းရင်30ဆိုပြီးပြပေးထားတယ်နောက်ထပ်ငါးလေးတရား20 20နဲ့တစ်ကိုတစ်ပေးရထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအလေက6နဲ့တစ်ပေါင်းခွန်ပေါ့နော်6နဲ့တစ်ပေါင်းခွန်ခွန်ရဲ့နည်းရဲ့ပေါင်းတာက9 ဒီအလေက3 3ချိန်6ဆိုပြီးတော့ဒီမှာ queen ခတ်ထားတယ်ဗောနော်ဆိုတော့အဲ့မှာတင်းနဲ့6ပေါင်း၈၀တင်းနဲ့6ပေါင်း၃၀ဆိုတဲ့အတွက်ကြောင့်မို့တုံညာပရိတ်ဖြစ်ပါတယ်။တုံညာပရိတ်မှာဒူတီ3 9နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။3 9နှစ်ဒါကြောင့်မို့ကျွန်တော်အဲ့မှာ3ရံ5ရံ2ရံဒီ3လုံးပေါင်း၈၀ဖြစ်ပါတယ်ဗောနော်တုံညာပရိတ်ဖြစ်ပါတယ်ခင်ဗျာ။ဘာဖန်အဲ့ဒီနှစ်အတိုင်းပဲဗောနော်ကျွန်တော်ဒီ9နှစ်ကြိမ်၃၀၁၉ နေနဲ့ဒီတုံးနဲ့ပေါင်းတာငါနောက်ထပ်ခွန်လေးဒီ20နဲ့ရှင်းရှင်းနဲ့လေးပေါင်းရှင်း20နဲ့နှစ်ပေါ့နော်30နှစ်နှစ်ပဲရထားတယ်နောက်ထပ်ဒီ၄နဲ့နှစ်ပေါင်းရှင်း6ပေါ့နော်ชาวเนี่ยดี4 3ချိန်ဆက်နေဆိုတော့6နဲ့2ပေါင်း8ဆိုပြီးပြပြထားတယ်ပေါ့เนาะဒါတော့2နဲ့8ပေါင်း10 9ပေါင်းရှင်းက14ရာတွေအတွက်လေးပြည်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာသူဒီ3 9နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3 9နှစ်ပေါ့เนาะဒါကြောင့်မတင်တော့ဒီ တောင်းရဲ့၉ပေါင်စနစ်နေနေနေပေါင်ရှင်လေးပရိဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်တစ်ကြိမ်ပါလေကျွန်တော်ဒီမှာပေါင်းပြထားတယ်ပေါ့နော်။ငါးနဲ့၃ပေါင်းတာ၈၈နဲ့ဒီ၅နဲ့ပေါင်း73 39ပေါင်းတာ72ဆိုတဲ့အတွက်ကြောင့်မို့နိပရိဖြစ်ပါတယ်အဲ့ဒီနိပရိမှာသူဒီနိလေးချောင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာနိလေးချောင်းဆိုတဲ့အတွက်ကြောင့်မို့အပေါင်းရှင်ကနိပရိပဲဖြစ်ပါတယ်နောက်ထပ်နောက်ထပ်တစ်ကြိမ်ဒီအပေါ်ကနိအတိုင်းပဲပေါ့နော်ဆိုတော့အဲ့ဒီ85 9နဲ့ပေါင်းရင် 20ဒေနရှစ်ပေါင်းရှင်9ဆိုတဲ့အတွက်ကြောင့်မို့9ပရိဖြစ်ပါတယ်။အထက်တစ်ကြိမ်မှာ3နေ4ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့3နေနေပေါင်းက9နေ4ပေါင်းရှင်ကီ9ပရိဖြစ်ပါတယ်။ Okay ဒီမှာတော့ကျွန်တော်တို့ဒီ9နေ3ပေါင်း10 9နေ6ဆက်ရှိရှိခွန်ပေါင်းရှင်15ဆိုတဲ့အတွက်9ပရိဖြစ်ပါတယ်။ရှင်9နေဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ရှင်9နေဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်ဒီ9ပရိဖြစ်ပါတယ်။တဖန်တရားလေးကိုကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ ၅နာချိန်37ဆိုတဲ့အတွက်တစ်ပေါ့နော်ဒီ9နဲ့9ပေါင်းရှင်အ30ဖြစ်ပါတယ်လေးလေးနဲ့နည်းနဲ့ပေါင်းရှင်အ600ရတယ်ပေါ့နော်ဒီ9ရဲ့နည်းရခွန်9ရဲ့နည်းရခွန်ပေါ့နော်ခွန်နဲ့ဒီနည်းနဲ့ပေါင်းတာ9ဒီအလေက33ချိန်3ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်9နဲ့3ပေါင်း30 6နဲ့3ပေါင်းတော့900ရတဲ့အတွက်ကြောင့်မို့ကျွန်တော်9ပရိတ်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ9ပရိတ်မှာသူဒီ665ဆိုပြီးဖြစ်ပါတယ်665 ဒါကြောင့်9နဲ့6ပေါင်းတာ7ချင်းနဲ့ပေါင်းတာ9ဆိုရတဲ့9ပြည်ဖြစ်ပါတယ်။ဒီတစ်ချိန်မှာလည်းကျွန်တော်6နဲ့ချိန်7နှစ်နဲ့4ပေါင်းရှင်းတည်600ရတယ်ပေါ့နော်။6နဲ့6ပေါင်းတာ633ဒိန်9ပေါ့နော်9နဲ့6ပေါင်း35 9နဲ့ဒီ6နဲ့ပေါင်းတာ7 4လေးတွေ16 6နဲ့9ပေါင်းတာ73ပေါ့နော်။9နဲ့ချိန်78နှစ်နဲ့ပေါင်းရင်20အလေက83ချိန်ပေါင်း24နဲ့4ဖြစ်ပါတယ်။ ရှောင်းနဲ့၄ပေါင်း၁၀တင်းနဲ့၃ပေါင်းလား၄ဆိုတဲ့အတွက်၄ break ဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာ၃၅၆ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။၃၅၆ဆိုတော့၅နဲ့၆ပေါင်းလား၁၇တင်းနဲ့၃ပေါင်း၄ဆိုပြီးတော့၄ break ဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်ပေါ့နော်၅နဲ့ကြိမ်ပေါင်းပေါင်းလား၁၀၁၆နောက်ထပ်တင်း၃ကြိမ်၃၃နဲ့ပေါင်း၆တင်းနဲ့ပေါင်း9လေနေလေလေရှင်းနေနေပိုင်း10ပေါ့နော်နောက်ထပ်ဒီ နေနဲ့ကိုးပေါင်းတာ17တင်းနဲ့ဒီနေနဲ့ပေါင်းတာ3အလဲက3ည3ချိန်3ညပေါ့နော်ခွန်3ပေါင်း10ဒီမှာ6တလုံးကြံနေတဲ့အတွက်6ပြိဖြစ်ပါတယ်ဒီ6ပြိမှာသူဒီ6လေး6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6လေး6အဲကြောင့်မို့ကျွန်တော်အဲ6ပြိဒီ6လေး6ပြိဖြစ်ပါတယ်ပေါ့နော်6ပြိဖြစ်ပါတယ်နောက်တစ်ခုဒီ၄နဲ့ချိန်၄3ချိန်ကစနစ်ဖြစ်ပါတယ်ဒီမှာကျတော့၈၃ချိန်နဲ့၁၄ပေါ့နော်၄နဲ့၅ပေါင်း၉၉နဲ့၇ပေါင်းတာ၁၆ ရှင်းလေးဒီ30နှစ်နင်းနဲ့ဒီနင်းနဲ့ပေါင်းတာလေခွန်3ပေါင်း30နှစ်ဆိုတော့အဲ့ဒီအလေက3ည3ချိန်3ညပါနော်ဆိုတော့4နဲ့6ပေါင်း30နင်းနဲ့နင်းပေါင်းရှင်းကအလေရတဲ့အတွက်ကြောင့်မို့လေးပရိဖြစ်ပါတယ်နောက်တစ်ချိန်မှာ6ခွန်8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မို့ခွန်85က6ပေါင်းတာလေးပရိဖြစ်ပါတယ်နောက်တစ်ချိန်ဆက်ပြီးလေ့လာကြည့်မယ်ပါနော် ခွန်ကျိုင်ဆက်လေးလေးနဲ့6ပေါင်းရှင်20ဖြစ်ပါတယ်ခွန်3လေးလီ20နဲ့8ရှင်းနေပေါင်းရှင်ဒီ6ဒီမှာနေ့တလုံးရမယ်ပေါ့နော်6နဲ့5ပေါင်းတာ7တင်းနဲ့ဒီနေ့နဲ့ပေါင်းတာ3ဆိုပြီးဖြစ်ပါတယ်3ည3ကျန်3ညပေါ့နော်ဆိုတော့6နဲ့2ပေါင်းတာ8 8နဲ့3ပေါင်းတာ7ဆိုတဲ့အတွက်ကြောင့်မို့ဒီပရိတ်ဖြစ်ပါတယ်ဒီဒီပရိတ်မှာ6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီနေ့တော့6နဲ့ကျန်7 9နဲ့ပေါင်းတာဒီပရိတ်ဖြစ်ပါတယ်နောက်တစ်ခု 93ချိန်ပေါင်းတာ20နဲ့ခွန်ဖြစ်သွားမယ်ပေါ့နော်93ချိန်33နဲ့6ပေါင်းရှင်99နဲ့ပေါင်းတာ78 6လေးလီ36 30နဲ့ခွန်၄နဲ့6ပေါင်း20စနစ်ပေါ့နော်ဒီအလေကခွန်3ချိန်20နဲ့တည်ဖြစ်ပါတယ်၈နဲ့2ပေါင်း20ခွန်ခွန်24လေးနဲ့တည်ပေါင်း5ဆိုတဲ့အတွက်ကြောင့်မှာ5ပရိယာတွေပေါ့နော်ဒီ5ပရိမာသူဒီ69ရှင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာ 69ရှင်ရှင်းနာကြိုင်16ရှောင်းနာ9ပေါင်းရှင်ငါးပြည့်ဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်3569ရှင်ပြီးရင်ရှင်းခွန်4493ညရှင်း13လုံး693ညဒါရှင်းသုံးလုံးအနောက်3လုံးလေးပါတယ်ပေါ့နော်။အစင်လိုက်ဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ဒီမှာနှစ်ကြိမ်ကြံနေတယ်ပေါ့နော်။ဒီ9မှာနှစ်ကြိမ်ဖြစ်ပါတယ်။ဆိုတော့ဒီ9နှစ်ကြိမ်16ရှင်းနဲ့9ပေါင်းရှင်းဒီ3ဖြစ်ပါတယ်။ ခွန်3ကျင်း20နဲ့1 1နဲ့8ပေါင်းတာ9 9နဲ့ဒီ4ပေါင်းတာ73 4 4နဲ့ဒီ8ပေါင်းရှင်12 6နဲ့ဒီ2နဲ့ပေါင်းတာ8 9 3ကျင်း20နဲ့ခွန်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်မှာဒီ3ခွန်ပေါင်းရှင်30 20 30ဆိုတဲ့အတွက်ဒီမှာပေါင်းရှင်300တွေအတွက်3 break ရှိပြီဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါတူနီတူဟန်ကောင်းနေပါတော့ကျွန်တော်တို့ သင်္ချာနည်းကြောင့်မိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်မြောက်အရှင်းဖြစ်ပါတယ်သူနီတူဟန်ပေါ့နော်โอเคအဲ့ဒီ၃ break ကကျွန်တော်တေချာပြီလားဆိုတော့မဟုတ်သေးဘူးဒီလို break တစ်လုံးထဲနီးကနောက်ထပ်နီးတွေလည်းရှိသေးတယ်ပေါ့เนาะဒါလေးကကျွန်တော်တို့ကောင်းလို့ရရာကိုဆွဲထုတ်လိုက်တာဖြစ်ပါတယ်ပေါ့เนาะโอเคဒါလေးကျွန်တော်မိုက်ရှင်များတည်အောင်ပေါ့เนาะဒီမှာဆိုရင်၃၅နီး၃ညာ break ဒါနီးနံပါတ်၁ပေါ့เนาะ နိနပတ်တင်ပါလေကျွန်တော်တို့ဒီမှာ၃ break ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်နိနခုကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်ဗောနောပရိနီးနံပါတ်2ဖြစ်ပါတယ်ပရိနီးနံပါတ်2မှာကြတော့ဒီနေ9ဒီ3တုံညာကို6ခွန်ပါဆိုရင်နေကို2ချိန်တစ်ကို6ချိန်ဗောနော3မှာ2ချိန်9နေမှာ2ချိန်ဒီတစ်မှာ2ချိန်3မှာ2ချိန်9ကို4နေမြောက်တယ်6မှာ2ချိန်3နေချိန်ပေါင်းပြီးတော့တင်းနဲ့ထပ်ပေါင်းထားတယ်ဗောနော ဆိုတော့ကျွန်တော်ဒီမှာညနေချိန်ပေါင်း၄ယူထားတယ်ပေါ့နော်6 6နဲ့3ပေါင်းတာ9 9ချိန်၁၄1နဲ့3ပေါင်းတာ၄9လေးတွေ36 6နဲ့ဒီ6ပေါင်းတာ7နဲ့ဒီနောက်ဆုံးမှာ1နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာအဲ၄နဲ့6ပေါင်းရှင်းတာ10ဖြစ်ပါတယ်ပေါ့နော်9နဲ့10ပေါင်းတာ10 4နဲ့4ပေါင်းတာ8နဲ့ပေါင်း3ညဆိုတဲ့အတွက်3ညပြိဖြစ်ပါတယ်။အဲ့ဒီ3ညပြိမှာ3 9နဲ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။3 9နဲ့3ညပြိ ဖြစ်ပါတယ်ပေါ့နော်โอเคအဲ့ဒီနေ့အတိုင်းပဲဆိုရင်တော့ကျွန်တော်ဒီမှာ9နဲ့3ပေါင်း10 9နဲ့9ပေါင်းရှင်းက14ဆိုတဲ့အတွက်လေးပရိဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာသူဒီ3 9နဲ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့3နဲ့2ပေါင်းက9နဲ့ပေါင်းတာလေးပရိဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာကျတော့ကျွန်တော်ဒီ9နဲ့4ပေါင်းတာ9 9နဲ့9ပေါင်းတာ18ရှင်းနဲ့4ပေါင်းရှင်းကနေ့ဆိုတဲ့အတွက်နေ့ပရိဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာသူဒီနေ့လေးရှောက်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ နိလေချောက်ဒါကြောင့်မို့နိပရိပေါ့နော်တဖန်ဒီနိလေချောက်ဆိုတဲ့ဒီနိလေချောက်တဲ့ကြိမ်ကအဘွားလိုမျိုးပဲပေါ့နော်ရှင်းနဲ့နိပေါင်းရှင်းတဲ့၁၀ရှင်းနဲ့၆ပေါင်းတာ၁၄လေးနဲ့ဒီ၅ပေါင်းချင်း900ရာတွေအတွက်ကိုပရိဖြစ်ပါတယ်နောက်ထပ်ကြိမ်မှာ၃နိလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၃နိလေးဒါကြောင့်မို့၃နိနိပေါင်းက၅နဲ့၄ပေါင်းရှင်းဒီ9ဖြစ်ပါတယ် โอเคဒီ3နည်းလေးမှာလည်းကျွန်တော်ဒီ3 compound 10လေးနဲ့တပေါင်းရှင်း5ဆိုတဲ့အတွက်5ပြည့်ဖြစ်ပါတယ်နောက်တော့ဒီချိန်မှာရှင်း5နည်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှင်း5နည်းဒါကြောင့်မို့ရှင်းနဲ့နည်းပေါင်း10 15ဆိုတဲ့အတွက်5ပြည့်ဖြစ်ပါတယ်ခင်ဗျာအထက်တဲ့ချိန်ပါနော်6နည်း4ပေါင်းရှင်း10 5နည်း6ပေါင်းတာ17 3နည်း6ပေါင်းရှင်း9ဆိုတဲ့အတွက်9ပြည့်ဖြစ်ပါတယ်6 6 5ဆိုပြီးဖြစ်ပါတယ်ပေါ့နော်9ပြည့်6 6 5ဖြစ်ပါတယ်ခင်ဗျာ ခုနောက်ထပ်တစ်ခုကကျွန်တော်ဒီရှင်းတဲ့နေပေါင်း30 6နှစ်ကျင်ဆက်နှစ်နေပေါင်းတာ၄ဆိုတဲ့အတွက်၄ပြည်ဖြစ်ပါတယ်3 6ဆိုပြီးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့3 6ဆိုတဲ့အတွက်ကြောင့်မို့3လုံးပေါင်းချင်း၄ပြည်ဖြစ်ပါတယ်ခင်ဗျာ9နဲ့10ပေါင်း30 33ပေါင်းချင်း6ဆိုတဲ့အတွက်6ပြည်ဖြစ်ပါတယ်6 4 6ပေါ့နော်6 4 6ဖြစ်ပါတယ်ခင်ဗျာ ဒီကနေဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်ဒီ6လေးတွေ20လေးလေးနဲ့6ပေါင်းရှင်းကတစ်စီဖြစ်ပါတယ်ခင်ဗျာရှင်းတဲ့ချိန်16 6နဲ့ခွန်ပေါင်းရှင်းဒီ3 23ပေါ့နော်3လေးတွေ20လေးနဲ့3ပေါင်း3တပန်းကျွန်တော်ဒီခွန်နဲ့ဒီ3နဲ့ပေါင်းရှင်းဒီ6ဆိုပြီးဖြစ်ပါတယ်3နဲ့ချိန်6 6နဲ့6ပေါင်းရှင်း14ဖြစ်ပါတယ်ပေါ့နော်14ဆိုရတဲ့4ပြည်ဖြစ်ပါတယ် အဲ့မှာတော့6ခွန်8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6ခွန်8ဒါကြောင့်မို့ကျွန်တော်တို့ lay break ပေါ့နော်တဖန်ဒီ6ခွန်8ကနေဆက်ပြီးကြည့်အောင်ဒီ6ဒီ6နဲ့76ပေါ့နော်66 36 6နဲ့9ပေါင်းရှင်းက55ရတယ်ပေါ့နော်ဒါဆိုရင်6နဲ့9ပေါင်းရှင်းက71ဖြစ်ပါတယ်9နဲ့7 4နဲ့8ပေါင်းရှင်းက20နဲ့ လေးနဲ့၄ရှစ်ရှင်းနဲ့တောင်းပေါင်းတာ၁၁၆နဲ့ဒီတစ်နဲ့ပေါင်းတာခွန်ဆိုတဲ့အတွက်ခွန်၈၉၁၀တစ်တလုံးကျန်နေပါတော့ဆိုတော့အဲ့မှာတစ်ပရိဖြစ်ပါတယ်၆၉၆၀ဆိုပြီးဖြစ်ပါတယ်ခင်ဗျာတစ်ပရိ၆၉၆ပေါ့နော်ခင်ဗျာကျွန်တော်တို့ဒီနေ့အတိုင်းပဲဆိုရင်တော့၉၆၄၅၀နဲ့၄၄နဲ့၆ပေါင်းရှင်းက၃ည၉၀၁၁ပေါ့နော် ောက်တစ်ခုရှင်းလေးလီ30နှစ်နေနဲ့ဒီ3ပေါင်းရှင်း9 9.14 4နဲ့4ပေါင်းတာ8 3နဲ့ပေါင်းတာ9ဆိုတဲ့အတွက်9နဲ့3ပေါင်း20 9တလုံးကြံတဲ့အတွက်9ပြိဖြစ်ပါတယ်ဒီ9ပြိမှာ8 9 8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ8 9 8 9ပြိပါနော်ခေတ္တဆွေးဒီတစ်ပတ်မှာကျွန်တော်၃နှစ်ကြိမ်ပေါင်းရှင်းဒီ6ဖြစ်ပါတယ်ဗောနော်9 6 30 6 ပြီးရင်ခုနကြိမ်ဆက်လေးလေးနဲ့ပေါင်းတာလေးရှစ်လေးတလီလေး၅6ပေါ့နော်နောက်ထပ်ဒီခုနကြိမ်ဆက်ရှစ်ရှစ်နဲ့6ပေါင်းရှင်း20နဲ့၄25ငါးပဲရေးထားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာကျတော့6နဲ့ကြိမ်ဆက်နှစ်ရှင်းနဲ့ပေါင်းရင်10ရှင်းနဲ့9ပေါင်းရှင်း73ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာလေး3ပရိစုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါကျွန်တော်တို့ကောင်းလို့ရရာကိုရွေးထုတ်တင်ပြပေးရှင်းဖြစ်ပါတယ်ပေါ့နော် အဲနီးနံပါတ်2မှာလည်းကျွန်တော်နီးအရာ3ပရိတ်ဖြစ်ပါတယ်။ Okay နီးနံပါတ်1မှာလည်းကျွန်တော်3ပရိတ်ဖြစ်ပါတယ်။ကျွန်တော်ဒီပရိတ်4လုံးပေါ့နော်နီးနှမျိုးပုံတူအရာဆိုရင်ကျွန်တော်ခုနှစ်ပရိတ်လည်းတော်တော်လေးအားသာတယ်ပေါ့နော်။တော်တော်ကျွန်တော်တို့ဒီဟာလေးကိုအဲပြန်ပြပြီးရှင်းဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒါ90ရခေလုံးပေါ့နော်။တခြားနီးတွေမှာဆိုရင်သူကအားသာတာကဒီလိုပရိတ်တစ်လုံးထဲဆိုရင်တော့ ကျွန်တော်ရှစ်ပရိတ်နဲ့အာတာမှုရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်နည်းနဲ့တကွပြပြရှင်းဖြစ်ပါတယ်โอเคနောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီလိုမျိုးပရိတ်တစ်လုံးနည်းနှမျိုးတူတာလေးကိုပေါ့နော်ဒီမှာ၃ပရိတ်တူတယ်ဒီလိုမျိုးကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့သင်ပြသွားပါအောင်မယ်ပေါ့နော်ဆိုတော့ဒီတော့ဒီတစ်ပတ်မှာဒီနည်းအရာတော့၃ပရိတ်ဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြရတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုစိတ်ချမ်းသာဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ